ဗုဒ္ဓဥယျာဥသားသမီးများအတွက်တပတ်တိုင်းကကျွန်မတို့ဖြစ်နေပေါ့နော်အဲ့တော့ဆရာဒီကနမိတ်လေးတွေကဗုဒ္ဓဥသားသမီးတွေဒီလိုမျိုးမှာအောင်မြင်မှုတွေဆက်တိုက်ရရှိမယ်အခုကိုကိုကိုတော့ဟိုအောင်မြင်နေဆိုပြီးတော့ဟိုအောက်ခြေမလွတ်နဲ့နော်အောက်ခြေမလွတ်နဲ့ပေါ့နော်အောက်ခြေမလွတ်နဲ့ဆရာတို့ဒါတေချာလေးစူးစမ်းပေးအဲအောင်မြင်မယ်အဲ့တော့ကိုကအောက်ခြေမလွတ်ခနဲ့တေချာစူးစမ်းမယ်ကိုယ်စိတ်ကို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 ထိန်အောင်မြင်လို့မခံယူနဲ့ငါ့ဒါ ဟိုငါဒါကိုနဲ့ဒါထိုက်တန်နေငါအကျိုးဆောင်နဲ့ထိုက်တန်ရလက်ကလေးရတယ်ဆိုရပြီးတော့အိုက်စိတ်လေးနေပဲသွားစူးစမ်းပင်ဝကြီးကတော့တော်တော်လေးကောင်းမယ်အဆင်ပြေမယ်အဲ့တော့ဟိုပြောမစုံဝကြီးကတော်တော်ကောင်းတယ်အဲ့တော့ကိုကတချိန်မှာအားအဆိုင်စူးစမ်းဒါပေမဲ့ဝကြီးကြီးမြုံနေမှုရမလုံနဲ့နော်ဝကြီးကြီးမြုံနေတဲ့ဝကြီးချင်းခါတာမလုံနဲ့တေချာစူးစမ်းနော်တေချာစူးစမ်းမြန်ဝကြီးတေချာပွားများလို့ပြင်ကိုအတွက်လိုအပ်တဲ့ပညာတွေ skill တွေ အရေးချင်းနေဒါတွေကိုဆရာတို့ဖြည့်ရတယ်နော်ဒါတွေကိုတခြားလေးဖြည့်သွားဒါဆိုကိုယ့်တအရန်ကိုကောင်းမှန်တပတ်ဒီတပတ်မှာကိုကကိုယ့်ရဲ့ skill တွေဖြည့်ဖို့ဝေးစုဆောင်မှုထားဖို့အယုံဆိုင်ထားပျော်စိတ်ပျော်ရွှင်ဖို့ကိုယ့်ရဲ့ဘဝကိုပို့ပြီးတည်ငြိမ်ခိုင်မာလာအောင်တည်ကြလာအောင်နော်ကိုယ့်ရဲ့ပိုင်ဆိုင်ထားပြီးသားအရာတွေမဆုံးရှုံးအောင်ဒါကိုပဲအယုံဆိုင်ပြီးတော့ပြင်ဆင်ထားပါဆောင်ရွက်သွားပါဒါဆိုအဆင်ပြေပါလိမ့်မယ်နော် တော့ဘိုးရောရောက်သားသူမြေဒီဘက်မှာငါဟိုချေးကန်ကောင်းပြီဆိုပြီးရှင်းသွားပေါ့နော်အဲ့တော့ဆရာအားလုံးနဲ့ချုံခေါ်တာဖြစ်တယ်နော်အဲ့တော့မိမိတည်းတည်းမေးချင်တာရှင်ဆက်စီမလိုင်းမလို့ရတယ်နော်အဲဆပ်ပို့ထားပေါ့နော်ဆရာအားလုံးနဲ့တင်တော်တဲ့ရန်ကူစွာကလေးတတ်မှတ်ပေးထားပါတယ်နော်အဲ့တော့ဒီလိုလေးလက်ကန်ရှယ်လုပ်တာပြပါအားလုံးပဲကိုစင်းနေဖျားကျမ်းမှာချမ်းသာကြပါစေကျေးဇူးများတင်ပါတယ်